မကြလိုက်တဲ့အချိန်မှာဘလို့ခံစားရသလဲဝိပဿနာကျင့်ကြံအားထုတ်နေကြတော့ဓမ္မမိတ်ဆွေများအတွက်ဘ ഹു တုတ္တဖြစ်စီကိုမကြဝန်ကိုတင်ပြပေးရင် မကြတဲ့အချိန်မှာဘလို့ဖြစ်သွားသလဲဘလို့ခံစားရသလဲစတဲ့မနဲ့ပတ်သက်ပြီးလိလာဖတ်ရှုထားသမျှကိုတင်ပြပေးပါမယ်။ရှေးဥစွာမကြတဲ့အကြောင်းကိုမြည်ခင်ကျေးဇူးရှင်ဘုဟုဆရာတော်ဘုရားကြီးကဒုက္ခသစ္စာနဲ့ပတ်သက်ပြီးဟောထားတာရှိပါတယ်။ဒုက္ခသစ္စာတစ်ခုလေးကနေပြီးအနုဘောဓဉာဏ်နဲ့ ပฏิဝေဒညာနှစ်ပါးရှိပါတယ်တဲ့ဒုက္ခသစ္စာကိုဒီညာနှစ်ပါးနဲ့ကြည့်ရပါမယ်တဲ့အနုဘောဓညာဆိုတာနားလည်အောင်ပြောရရင်ဆရာသမားဟောတာကိုအစဉ်လျှောက်ပြီးမှတ်လို့ကြည့်လို့ဖြစ်လာတာတရားနာလို့စောင့်ကြည့်လို့ရလာတဲ့ညာပေါ့ပฏิဝေဒညာဆိုတာကကိုယ်တိုင်ကိုယ်ကျထိုးထွင်းဝေဖန်ပြီးခန္ဓာရဲကမှတ်ညံတဲ့တည်တည်ချာချာကြည့်လို့ဒုက္ခသစ္စာအစစ်ကို တကယ်မြင်တဲ့ဉာဏ်မျိုးဖြစ်ပါလေ။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ဟာတရားနာလို့စာကြည့်လို့ကိစ္စမပြီးသေးပါဘူး။ဝိပဿနာဉာဏ်ပွားရုံနောက်နဲ့ကိစ္စမပြီးသေးပါဘူး။ဒုက္ခသစ္စာကိုတကယ်ကိုဒုက္ခသစ္စာလို့ပိုင်းခြားပြီးသိတဲ့ပရိဝေရဉာဏ်ရောက်မှသာလေ။ကိစ္စပြီးမယ်လို့ တထွေချမှတ်သားထားပါတဲ့ခန္ဓာ၅ပါးယုံနံနှပါရှိပါတယ်ဒီခန္ဓာ၅ပါးနဲ့ယုံနံနှပါဟာဖြစ်ပြက်မှုဒုက္ခသစ္စာပါပဲဆိုပြီးဆရာသမားကဟောပြထားတာမို့ဓမ္မမိတ်ဆွေတို့ကတိကျပြီးပါပြီယုံနံနှပါလုံးဖြစ်ပြက်မှုဒုက္ခသစ္စာဖြစ်ဒုက္ခပြက်ဒုက္ခမှုလို့ဒုက္ခသစ္စာလို့သိရင်ဝိပဿနာဉာဏ်ဖြစ်နေပါပြီအဲ့ဒီလိုဝိပဿနာဉာဏ်နဲ့ထပ်ပြီးအနုမာနဉာဏ်ကနေပြီးတော့အထက်ကပြောသလိုပဋိဝေဒဉာဏ်ဖြစ်အောင် ားထုတ်ကြရပါမယ်လို့ဒေါက်တာနန္ဒမာလာပြည်ဝင်သားဤအဘိဓမ္မာမျက်သေးလားဒုတိယရံမှာလည်းဖော်ပြထားပါတယ်ဓမ္မမိတ်ဆွေဖတ်ရင်နားရှုပ်သွားအောင်ရပါတယ်ပြန်ရှင်းပြပေးရရင်မတ်ဖို့ရဖို့အတွက်တရားနာလို့ဘုရားစာပေတွေလိလလာလို့ရလာတဲ့ဉာဏ်ဖြစ်တဲ့အနုဘောရဉာဏ်နဲ့အတူ ချင်းချိန်နိုင်စားတတ်တဲ့အနုမာနဉာဏ်ကနေပြီးပရိဝေဒဆိုတဲ့ကိုယ်တိုင်ထိုးထွင်းပြီးတော့သိနိုင်တဲ့အသိဉာဏ်မျိုးရအောင်အာထုံမှသာမတ်ဖို့ကိုရရှိမယ်လို့ဆိုလိုတာကဝိသုဒ္ဓိမတ်မှာပြထားတဲ့ဥမာလေးတစ်ခုကရေမြောင်းလေးတစ်ခုရဲ့ဟိုဘက်ကန်းကိုခုန်ကူးကျင်တဲ့သူဟာဒီဘက်ကန်းမှာရှိတဲ့သစ်ပင်ကိုကျိုးလေးခြီထားရပါတယ်။တကိုင်းကိုကျိုးလေးနဲ့ခြီထားပြီးအဲ့ဒီကျိုးလေးကိုတွဲလောင်းခုပြီးတော့ဒီဘက်ကန်းကဟိုဘက်ကန်းကိုခုန်ကူးပါတယ်။ကျိုးဆွဲပြီးတော့ဟိုဘက်ကန်းကိုခုန်တာဒီဘက်ကန်းကိုလည်းအခြေချပြီးရောကျိုးကိုမကင်ထား ားတော့ပါဘူးလွတ်လိုက်တော့ပါတယ်ကင်ထားရင်ဒီဘက်ပြန်ရောက်လာမှာပေါ့နော်ကျိုးကိုလွတ်လိုက်တယ်ဆိုကြတဲ့ကသင်္ခါရအာယုံကိုစိတ်ကမတွေ့တော့တာပါဓမ္မမိတ်ဆွေတို့အနေနဲ့သင်္ခါရဆိုတာတော့နားလည်မှာပါပါဠိနားမလဲတဲ့ဓမ္မမိတ်ဆွေတွေအနေနဲ့သင်္ခါရဆိုတာမမြဲတဲ့တရားလို့သာမှတ်ထားပါမိမိကိုယ်တိုင်လည်း အရင်ကပါဠိတွေနဲ့ရေးထားတဲ့စာစုနားမလည်တော့တော်ယုံပါဠိတွေနဲ့ရေးထားတဲ့စာဆိုရင်စိတ်မဝင်စားမိပါဘူးဒါပေမဲ့ဒီလိုပဲတစ်လုံးစနှလုံးစလိလမှတ်သားရင်းကကိုကိုတိုင်းစာရေးသားလာတဲ့အခါမှာဓမ္မမိတ်ဆွေတို့နားလည်ရလွယ်အောင်တော်ယုံပါဠိတွေကိုတော့ရှောင်ကွင်းရေးသားရတာအဆင်ပြေပေမဲ့တချို့စာသားစာဝိုက်တွေမှာပါဠိနဲ့ရေးသားဖော်ပြလိုက်ရတာဟာမိမိရဲ့စာကိုပိုပြီးအားရှိစေပါတယ်ဖတ်သူအတွက်လည်းပိုပြီးအထိပ္ပယ်ရှိစေပါတယ်ခုလည်းပဲပါဠိနဲ့ရေးပြီးတော့မိမိရဲ့အရင်က ဖြစ်အင်ကိုတွားပြီးစင်ကြယ်မိတာနဲ့ဖြစ်ဆွဲရည်သားပြီးလိုက်ရတာပါအထက်ကပြောသလိုကျိုးကိုလွတ်လိုက်တယ်ဆိုတာကသင်္ခါရမမြဲတဲ့တရားကိုအသေးချာတည်သွားလို့ဖတ်တွေ့မနေတော့ပဲလွတ်ပစ်လိုက်တာပါအဲ့ဒီမှာသင်္ခါရမရှိတဲ့အာယုံကိုဆွဲကင်လိုက်ပါတော့တယ်အဲ့ဒီအာယုံကဘာလို့ဆိုတော့နိဗ္ဗာန်ပါပဲအကယ်၍သင်္ခါရအာယုံပေါ်မှာဆက်မြဲနေမယ်ဆိုရင်တော့ ထိုနီး၎င်းထိုနီး၎င်းဆိုတဲ့အတိုင်းပဲနေမှာပါပဲ။ဟိုဘက်ကမရောက်ဖဲဒီဘက်ဖဲဆက်ဖြစ်နေမှာပါ။အမှန်တိုင်းသိတဲ့ပုဂ္ဂိုလ်ကတော့သင်္ခါရအာယုံကိုလွတ်လိုက်ပါတော့တယ်။ဒါကြောင့်မို့အာယုံတွေချုပ်ငင်းသွားတာသင်္ခါရမရှိတဲ့အာယုံသင်္ခါရကင်းတဲ့အာယုံသင်္ခါရတွေစိတ်သုံးသွားတဲ့အာယုံအဲ့ဒီလိုအာယုံပြူပြီးတော့သောတပတိမဆိတ်လေးပေါ်လိုက်တာနဲ့တပြိုင်နက်တန်တရားနဲ့အမြင်မှောင်မှုဆိုတဲ့ဒိဋ္ဌိနဲ့ဝစီကိစ္စဟာကင်းကွာသွားပါတော့တယ်။ကျန်တဲ့လောဘဒေါသမောဟကိလေသာတွေလည်းအာနေသွားပါတော့တယ်။ ည်းမဟာစီဆရာတော်ဖျားကြီးဤဝိပဿနာရှုဉာဏ်ကြံဒုတိယအတွက်အခန်းငါးစာမျက်နှာ52မှာဘယ်လိုရေးသားထားလဲဆိုရင်အဲ့ဒီလိုတက်လိုက်ကြလိုက်နဲ့ဖြစ်နေသောဝိပဿနာဉာဏ်သည်ပင်လယ်ကူးသင်းပေါ်မှလွတ်လိုက်သောငှက်နှစ်တူဤတူပုံကရှေးခေတ်ကာလပင်လယ်ခီးတဲ့တို့သည် ကမ်းစာကျွန်းလီယာရက်ကိုမမှန်းဆနိုင်သောအခါ၌အသိဉာဏ်ဆောင်ခဲ့သောကြီးငှက်ကိုလွတ်လိုက်၍စူးစမ်းကြတဲ့ထိုငှက်သည်တင်းမောမှပြန်သွား၏အရက်လေးမျက်နှာ၌ကမ်းစာကိုရှာကြတဲ့ကမ်းကိုမတွေ့ရသေးလျင်တင်းမောသူသာပြန်ပြီးပြန်၍နားရတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလျက်မညံဖြစ်တော့အောင်ညံအားမပြည့်သည်တဖန်ကြဲကြဲသွားခြင်းသည်ကန်းစာကိုမတွေ့ရတော့ထုံငှက်ဤသဘောကိုပြန်ပြန်ကန်နာခြင်းနဲ့တူ၏သဘောကတော့မိမိရှုနေတဲ့ဉာဏ်အာယုံလေးဟာ ဒီတန်တရာကထွက်ဖို့အဆင်သင့်ဖြစ်နေပြီဒါပေမဲ့တန်တရာတစ်လျှောက်လုံးမှာညှိတွယ်နေခဲ့ရတဲ့ကိရိတာတွေကမိမိညာအားကမပြည့်သေးတော့ကိုယ့်ကိုပေးမလွတ်တဲ့သဘောပါအချိန်လေးအတိုင်းအတာတစ်ခုမှာမိမိဟာသွားတော့မလို့စိုင်းပြင်းတဲ့အချိန်ဒိုင်းကလေးဆိုကိရိတာအတွေ့တစ်ခုကဝင်လာတော့နောက်ပြန်ပြန်ကြွေခဲ့ရတာတွေအများနဲ့ရောပြီးတရားအားထုတ်ကြတဲ့တရားစခန်းတွေမှာဆိုမိမိကသွားဖို့လွတ်လိုက်ဖို့ အစဉ်သင်းဖြစ်နေတဲ့အခိုက်အတန့်လေးမှာအနောက်မှာထိုင်ပြီးအားထုတ်နေတဲ့တခြားယောဂီရဲ့ချောင်းဆိုးလိုက်တဲ့အတန်ကြောင့်မိမိရဲ့တမာရီကတခါပြက်ပြီးလွှဲရပြန်တယ်။အဲ့ဒီလိုဖြစ်ဖက်များလို့တစ်ဖက်ကပြန်ပြီးစမ်းစစ်ကြည့်တဲ့အခါမှာမိမိတရားတက်တော့မဲ့အချိန်တိုင်းတမျိုးမဟုတ်တမျိုးပေါ်လာတဲ့အကြောင်းကတော့အတိတ်တန်တရားမှာအခြားသူတယောက်ယောက်တရားအထုတ်တာကိုတားမြစ်ပိတ်ပင်တာပြုလုပ်ခဲ့ဦးတော်၎င်းတရားကိုပြည့်ရဲ့ပြုခဲ့တာတော့၎င်းအရိယာပုဂ္ဂိုလ်ဆိုတာဘယ်သူမှမသိတော့လေအရိယာပုဂ္ဂိုလ်တွေကို ပြင်းမာမိခဲ့ဘူးတာရှိခဲ့ဘူးတော့တကောင်ရှိခဲ့ဘူးရင်ဖြင့်တရားတက်နေတတ်ပါတယ်ဒါကြောင့်ဤပုဂ္ဂိုလ်တွေကို ဝင်ချကြတော့တောင်းပန်မှုပြုရပါတယ်တကယ်တရားရတော့မဲ့ပုဂ္ဂိုလ်ဆိုရင်မိမိအားထုတ်လို့အဲ့ဒီအချိန်တွေရောက်ရင်ဒီနမိတ်တွေပေါ်လာပါတယ်အဲ့ဒါကြောင့်တရားအားထုတ်မဲ့ပုဂ္ဂိုလ်တိုင်းဟာခင်မိုးကြီး၁၀ပါးကိုတရားအားမထုတ်မီဝင်ချကြတော့တောင်းပန်မှုပြုကြရပါတယ်ဒီခေတ်ဒီအခါမှာတော့တရားပွဲပိတ်ပင်တဲ့အလုပ်တွေတရားပွဲမှာဖြစ်မြောက်အောင်ခွင့်ပြုမိတ်မချပေးတာတွေ တရားပွဲလူမလာအောင်တမျိုးတစ်ပုံဆောင်ရွက်မှုပြုတာတွေဟာအင်မတန်ကြောက်စရာကောင်းလှပါတယ်။သောတာပန်အရိယာမပြောနဲ့ယဟန္တာဆိုတာတောင်မှသိဖို့ခက်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေများအနေနဲ့တော်ယုံတာမန်လူတယောက်ကိုကာယဝစီမနောကံတစ်ခုခုနဲ့ပြင်မာခြင်းအပြစ်တင်ခြင်းစတဲ့အကုသူကံတစ်ခုခုကိုမပြုလုပ်မိစေဖို့တိတ်အရေးကြီးပါတယ်။ဒါကတည်တင်းတဲ့ထင်လို့ဖြစ်ဆက်ပြီးရေးပြတာကတော်တော်တောင်ရှိသွားပါတယ်။ရှေ့ဆက်ပြီးရေးရရင်ခုနကန်းကိုရှာနေတဲ့ငှက်ဟာ ကန်းစာကိုမတွေ့တော့ထုံငှက်ဟာတင်းမောကိုပြန်ပြန်ကန်နာခြင်းဟာနိဗ္ဗာန်ကိုမျက်မှောက်ပြုလျက်မညံဖြစ်တော့အောင်ညံအားမပြည့်သေးတဖန်ကျဲကျဲသွားပြီးကန်းစာကိုမတွေ့ရတော့ထုံငှက်ဤသဘောကို ပြန်ပြန်ကန်နာခြင်းနဲ့တူတယ်လို့ဆိုလိုတာပါ။ကန်းရက်ကိုမြင်ရင်ကထိုငှက်သည်တင်းမောစီတို့မပြန်လာတော့ဘဲထိုကန်းစီတို့သာလည်းတခုံတည်းပြန်သွားတဲ့လို့ရည်သားထားပါတယ်။အဲ့ဒီခဏမှာထင်ရှားဖြစ်ပြတော့သင်္ခါရတမျိုးမျိုးကိုမှတ်သိပြီးသည်နှင့်တပြိုင်နက်မှတ်တဲ့အာယုံနဲ့မှတ်သိမှုဟူသောသင်္ခါရအလုံးစုံကင်းပြတ်ချုပ်ငိမ့်သောနိဗ္ဗာန်ကိုမျက်မှောက်တွေ့မြင်လျက်မတ်ဖို့အစဉ်စဉ်တို့သာလည်းဆက်ရောက်သွားလိတော့၏။ဤသို့ဆက်ရောက်သွားသောသူအား ဆက်ရောက်ခါနီးရှီဖို့ကတစ်ချိန်တစ်ချိန်တွက်လက်ကောင်းမွန်သောမှတ်ချက်များလည်းကောင်းစွာထင်ရှားပေ၏နောက်ဆုံးမှတ်ချက်၏အခြားမြင့်၌သင်္ခါရအာယုံလုံးစုံကိုဆွတ်လွတ်ပြီးလျင်သင်္ခါရကင်းပြတ်ချုပ်ငြိမ်သောနိဗ္ဗာန်အာယုံသို့ကူးပြောင်းသွားပုံလည်းကောင်းစွာထင်ရှား၏ထို့ကြောင့်ပင်လျင်ထို့သို့ရောက်ပြီးသောသူတို့သည်ဓမ္မမိတ်ဆွေတို့သိကျင်တဲ့မှတ်ကြတဲ့အချိန်မှာဘယ်လိုခံစားရပုံကိုဤသို့ပြောပြတတ်ကုန်၏တဲ့အာယုံနဲ့အမှတ်တွေအကုန်လုံးတည်တည်နေပြတ်ပြီး ရက်ဆွဲသွားသည်ဟူ၍၎င်းအာယုန်နှင့်အမှတ်တွေအကုန်လုံးပြုတ်ကျသွားသည်ဟူ၍၎င်းဆွဲကင်ထားရမှလွတ်ကျသွားသလိုပဲသင်္ခါရုပ္ပခာညာအာယုန်နှင့်အမှတ်တွေမှကျွတ်လွတ်သွားသည်ဟူ၍၎င်းအာယုန်နှင့်အမှတ်တွေချုပ်ပြတ်သွားပုံကမိတော်ကလေးငြိမ်းသွားသလိုပဲတိတ်လင်းမြင်လာပဲဟူ၍၎င်းအမောင်ထဲမှအလင်းထဲသို့ရုတ်တရက်ရောက်သွားသလိုပဲအာယုန်နှင့်အမှတ်တွေမှလွတ်သွားသည်ဟူ၍၎င်းအရှုပ်ထဲမှအရှင်းထဲသို့ဖြုတ်ခနဲရောက်သွားသလိုပဲ အာယုံနဲ့အမှတ်တွေမှာလွတ်ထွက်သွားသည့်ဥယျာဉ်၎င်းရေထဲမှာမြုပ်သွားသလိုပဲအာယုံရောမှတ်စိတ်ရောမြုပ်သွားသည့်ဥယျာဉ်၎င်းပြေးလာတော်သူကိုစီး၍တောင်းလိုက်သလိုပဲအာယုံနဲ့အမှတ်ရက်တန့်သွားသည့်ဥယျာဉ်၎င်းအာယုံရောမှတ်စိတ်ရောပျောက်သွားသည့်ဥယျာဉ်၎င်းဤသို့စသည်ဖြင့်ပျော်ပြတတ်ကြပေသည်တဦးနဲ့တဦးကွဲပြားခြားနာကြပါပေသည်ဥပမာတဲန်းကိုဆရာတော်ဖရာကြီးတတရမတ်ကြောင့်ကိုယ်တိုင်ဟောထားတဲ့တရားတော်ရှိပါတယ်အင်္ဒါမှာအလေးပင်သွားရင် တတိယမဲ့ကြတယ်လို့မိန်ကြားထားတာရှိပါတယ်ဆရာတော်ကြီးရဲ့နားထဲမှာမိမိနှဘေးမှာကျေလောင်တဲ့အတန်ကြီးဝုံငနဲကြားရတယ်လို့ဆိုပါတယ်စာရှိနေမှာဆိုလို့စက်မရေးတော့ပါဘူးနားထောင်နေတဲ့ဆိုရင်တော့ဖွင့်ရတာလွယ်ကူတဲ့ Facebook စာမျက်နှာတစ်ခုက အောက်ပါလင့်မှာရှိပါတယ်အချိန်ရတဲ့အခါနာယူကြည့်ပါတရားတရားတူဝါစီပါတယ်အဲ့ဒီလိုမကြပုံဟာတဦးနဲ့တဦးကွဲပြားခြားနာကြပါပါတယ်အဲ့ဒီကနေဝိပဿနာဉာဏ်ကိုတိုးမြှင့်လိုက်တဲ့အခါကျတော့ တဂရာကံမိမတ်ဆိုတာပေါ်လာပါတယ်နောက်တစ်ခါတိုးမြင့်ပြီးတော့ထက်ကျင့်လိုက်တဲ့အခါကျင့်တာတော့ဒီတိုင်းပါပဲဒီလမ်းစဉ်ပါပဲသူကထက်မြင့်တာအည်သွေးတွေထက်ထက်မြင့်တာတစ်ခါနဲ့တစ်ခါမတူပါဘူးတစ်ချိန်နဲ့တစ်ချိန်မတူပါဘူးအဲ့ဒီလိုတိုးမြင့်လာတော့အည်သွေးမြင့်လာတဲ့အခါမှာအနာဂံမိမတ်ဆိုတာပေါ်လာပါတယ်အဲ့ဒီအနာဂံမိမတ်ပေါ်လာတဲ့အခါကာမရာဂလိုပြာဝရတို့ဆိုတာ လုံးဝရှင်းသွားပါတယ်တဲ့။နောက်စတုထအကြိမ်ဝိပဿနာဉာဏ်တိုးမြင့်ပြီးတော့ကြင့်ကြံကြိုးကုပ်အားထုတ်လိုက်တဲ့အခါကျတော့အစဉ်အမြင့်ဆုံးဖြစ်တဲ့ရဟတ်တမတ်စိတ်ဆိုတာပေါ်လာပြီးတော့ကိလေသာတွေအလုံးချုပ်ငြိမ့်ကုန်သွားပါတော့တယ်။မလေးချိန်နဲ့ကိလေသာတွေရှင်းပြရတယ်လို့ ဒီလိုဆိုလိုပါတယ်မလေးချိန်နဲ့ရှင်းပြလိုက်တော့ကျိုးနဲ့ခုန်ကူးတဲ့လူကကမ်းပေါ်ရောက်ရောက်ချင်းလေးမှာလူကရုတ်တရက်တော့ငြင်းငြင်းရက်လို့ရရက်လာခုန်ပြီးတဲ့အချိန်မှာကမ်းပေါ်ရောက်ရင်နည်းနည်းတော့ရင်ထူးသွားမှာပေါ့ခန္ဓာကိုယ်ကရင်ထူးသွားပြီးတော့နောက်တော့ကိုယ့်ကိုယ်ကိုထိမ့်နိုင်သွားပြီးရင်ဖူစိတ်ဖြစ်သွားတဲ့အချိန်ရောက်ပါပြီအဲ့ဒီလိုနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကမ်းပေါ်မှာတည်သွားတယ်လို့ဒီလိုဆိုလိုပါတယ်အဲ့ဒီတော့သူကအဲ့ဒီဘက်ကမ်းပေါ်ကနေငါဘယ်လိုကူးခဲ့တယ်ဆိုတာကိုသူကိုယ်တိုင်သိပါတယ် အဲ့ဒါတိတယ်လို့ပဲတောရဗံဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာငါဘယ်လိုနည်းနဲ့ဒီဘက်ကိုရောက်လာတယ်လဲဆိုတာကိုသိတာပေါ့တောရဗံဖြစ်ရင်တောရဗံကကိုယ့်ဟာကိုသိတာပေါ့ဒီလိုကူးလာတဲ့ဆိုတာသိပါတယ်ထိုနည်းအတူတဂရဂံဖြစ်ရင်လည်းတဂရဂံကကိုယ့်ဟာကိုသိရဲ့အနာဂံဖြစ်ရင်လည်းအနာဂံကကိုယ့်ဟာကိုသိပါတယ်ဒါကနိဗ္ဗာန်ကိုဘယ်လိုမျက်မှောက်ပြုတယ်ဆိုတာကိုစာပေကျမ်းငယ်များရေးထားတဲ့အတိုင်းပြန်ရေးပြတာပါကိုယ်တိုင်သိဖို့ကြတော့ဒီလမ်းစဉ်အတိုင်း ိုယ်တိုင်ကြက်မှဒါကတော့ရောက်ကူးတဲ့ပုံကိုယ်တွေကပြောထားလို့ဖတ်မိထားလို့သိရတာပါမြတ်စွာဘုရားဟောထားတဲ့တရားတော်အတိုင်းပါပဲအင်ကုတ္တရူပါဠိတော်မှာလည်းမြတ်စွာဘုရားကဇန်တရားကနေပြီးတော့ဝိပဿနာကုပုံကိုဟောထားပါတယ်ဇန်တရားအထုတ်လို့ပရမဇန်ဆိုတာရပါတယ်ပရမဇန်ကထပြီးပရမဇန်တိုင်းမှာပါတဲ့ဝိတက်ဝိစာရာစတဲ့တရားတွေကိုရှုမှတ်ရင် အဲ့ဒီလိုမမြဲတဲ့သဘောတွေကိုမြင်လာပြီးနောက်ဆုံးတော့မမြဲတဲ့သဘောတွေမြင်လို့အရှိန်ရလာတဲ့အခါကျတော့အစင်သာဝရဤငိမ့်တဲ့နိဗ္ဗာန်တက်ကိုတွေ့သွားပါတယ်။အဲ့ဒီလိုတွေ့သွားတဲ့အချိန်မှာမမြဲတဲ့သဘောတွေဆိုတာကိုမကြည့်တော့ပါဘူး။တခါလေလွတ်လိုက်ပါပြီ။ခုနကကြိုးစားကိုလွတ်လိုက်တယ်လို့ပါပဲ။သင်္ခါရအာယုန်တွေကိုလွတ်လိုက်ပါတယ်။အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီအာယုန်တွေကိုလွတ်လိုက်ပြီးတော့နိဗ္ဗာန်ဆိုတဲ့အာယုန်ကို ျက်မှောက်ပြုလိုက်နိုင်ပါတော့တယ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာအဲ့ဒီလိုမျက်မှောက်ပြုကြတာပါတခြားနည်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရပါဘူးတဲ့မဉ္ဇဉ်ဖူဉဏ်နဲ့ပဲ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်တဲ့ဒါကြောင့်မို့ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အလွန်လိုလားအပ်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကဒီလိုကြီးနဲ့မျက်မှောက်ပြုလိုက်လို့ရသွားကြတာပါနိဗ္ဗာန်ချမ်းသာကိုအရဟတမတ်အရဟတဘုံနဲ့မျက်မှောက်ပြုနိုင်လို့ရှိရင်ကိုယ်တရံမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်နိုင်တဲ့စိတ်ရဲ့အပူပင်အကြောင်းကြကိလေသာတွေဆိုတာလုံးဝမရှိတော့ပါဘူးကိလေသာမရှိသည့်အတွက်ကြောင့်နောက်ထပ်ပူဇော်လည်းမရှိတော့ပါဘူးအတွင်းကရှင်းသွားပြီးအပြင်ကအရာတွေကိုလည်းရှင်းရှင်းကြီးမြင်နေပြီးအတွင်းရှင်းနေပြီးအတွက်ကြောင့်လောဘဒေါသမောဟဆိုတဲ့အပူတွေ မလာဘူးထာဝရချုပ်ငြိမ်သွားပါပြီအဲ့ဒီတော့ငြိမ်းချမ်းသွားပြီဆိုရင်လောကရန်တရားတွေနဲ့ဘယ်လိုကြုံကြုံတုံ့လှုပ်တော့မှာမဟုတ်တော့ပါဘူးဖုတ်တတ်တာလောကတမိစိတ်တန်ယတနာကံပတိအတွင်းစိတ်ဟာတုံ့လှုပ်မှုမရှိတော့ပါဘူးအတွင်းစိတ်ကတုံ့လှုပ်နေတာဘယ်သူကြောင့်တုံ့လှုပ်တာရောဆိုရင်လောဘဒေါသမောဟကြောင့်တုံ့လှုပ်တာလောဘဒေါသမောဟမရှိသည့်အတွက်ကြောင့်တုံ့လှုပ်မှုမရှိတော့ဘူးမရှိသည့်အတွက်ကြောင့်တောကဆူရိတ်နယ်တို့ပူပန်နယ်တို့ဆိုတာမရှိတော့ပါဘူး ဝိရဇစိတ်ထဲမှာညစ်ကြေးဆိုတာလည်းမရှိတော့ဘူးခေမစိတ်ဟာတကယ့်ကိုငြိမ်းချမ်းသွားပါတယ်အာတောကံဝိရဇံခေမံမင်္ဂလာမုတ်တမံဒါမတကယ့်မင်္ဂလာအစစ် ဖြစ်သွားပြီလို့ဒီလိုပြောတာပါတခါတော့ကရှင်သာရိပုတ္တရာကတရားဟောရင်ငါရှင်တို့နိဗ္ဗာန်ဆိုတာအလွန်ချမ်းသာတယ်အလွန်ချမ်းသာတယ် ਨੇ ပြောတယ် ြောပြတဲ့အခါကျတော့ဥရာယီမထေရကအရှင်ဘုရားနိဗ္ဗာန်မှာခံစားမှုဝေဒနာဆိုတာမရှိဘူးမဟုတ်လားဘယ်လိုလုပ်ချမ်းသာမှာတော့လို့ပြောပါတယ်သူကဝေဒနာနဲ့ခံစားတာကိုချမ်းသာတာလို့သိတာကိုအဲ့ဒီတော့ရှင်သာရိပုတ္တရာက ပြန်ဖြေတဲ့စကားလေးကအေးအဲ့ဒီဝေဒနာမရှိတာဒီပင်လဲချမ်းသာတာဘောဟုဆိုတဲ့ချမ်းသာတယ်ဆိုတာအဲ့ဒီဝေဒနာမရှိတဲ့ချမ်းသာပါပဲဒါကြောင့်ဖတ်ရှုနေသူဓမ္မမိတ်ဆွေတို့ဒီလေနိဗ္ဗာန်ရဲ့အကုန်ယူတွေမှန်းဆပြီးတော့အနုမာနလို့ခေါ်တဲ့ စပီမာလာတဲ့အတိုင်းမှန်းဆပြီးတော့တိရအတိညာဖြစ်တဲ့အနုမာနဉာဏ်ကနေပြီးတော့နောက်ပဋိဝေဒဆိုတဲ့ကိုယ်တိုင်ထိုးထွင်းပြီးတော့တိနိုင်တဲ့အတိညာမျိုးရောက်ကျင့်ကြံအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်ဤစာစုကိုဓမ္မဒါနပြုလိုက်ရပါတယ်ခန္ဓာ၅ပါးတူတာယာချမ်းပြေတရားတွေ့နိုင်ကြပါစေ။